ေကန်းစွန့်ကျဲလူရန်ပြီးတော့ဒါနာအကောင်းတဲ့ပုံကိုယ်တွေကို လူတွေကချစ်ကြတယ်။ကိုချင်းတီလာ ကောင်းပြီးတော့တီလာကိုလုံခြုံအောင်စောင့်ထိန်တဲ့ပုံကိုယ်တွေကိုကြတော့နတ်တွေကချစ်ကြတယ်။တမာရီအကောင်းတဲ့ပုံကိုယ်တွေကိုကြတော့မြမာတွေကချစ်ကြတယ်။ခန္ဓာဉာဏ်ဝိပဿနာလို့ကိုအာထုတ်တဲ့ဒုက္ခခတ်တဲ့ခြုံငင်းရနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ဥတည်ပြီးတော့ ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နေတဲ့ပုံကိုယ်တွေကိုတော့မြတ်စွာဘုရားက နှက်သက်တော်မူတယ်တဲ့။ဒါကြောင့်အခုကြည့်နေတဲ့ဓမ္မမိတ်ဆွေတို့အနေနဲ့ဒါနပေးကမ်းဆွံ့ကြဲပြီးတော့လူချစ်လူခင်ခံရတာလား။ကိုကျင့်သီလကိုအတတ်နိုင်ဆုံးတန်ဖိုးထားပြီးတော့စောင့်ထိန်ပြီးတော့မှ နတ်တွေက ချစ်မြတ်နိုးတာကိုခံရသလား။တမာရီအားကောင်းပြီးတော့မှဗြဟ္မာရဲ့ချစ်မြတ်နိုးတာကိုခံရသလား။ ဒါမှမဟုတ်မြတ်စွာဘုရားနှစ်သက်တော်မူတဲ့လမ်းစဉ်ဖြစ်တဲ့တကယ်ဩရဘာသာရဲ့ပန်းတိုင်ဖြစ်တဲ့ခန္ဓာညာဝိပဿနာအလုပ်ကိုကြိုးစားမယုတ်ပွားများအထောက်နေတဲ့ပုဂ္ဂိုလ်လားလို့ကိုကိုကို သုံးသပ်ကြပါနှလုံးစိတ်ဝင်ငါဒီလောက်ကောင်းပေးခဲ့တာတောင်းငါပေါ်ကိုလူတွေကပေါ့ပြက်ပြက်နိုင်လုံးနဲ့တန်ဖိုးမထားဘူးလို့တွေးခဲ့ဘူးလားတွေးဘူးပါတယ်ဘာကြောင့်လဲဆိုရင်ဒီချက်တွေကြောင့်ပါ ပဏမတ်တဲ့အချက်သီခံလုံးတယ်သီခံတတ်တဲ့အချက်နမနဲ့အချက်ဘာပဲဖြစ်နေဖြစ်နေကိုယ့်ဘော်ကို မာရွင်းတဲ့လူတွေကို ခွင့်လွှတ်ပေးတယ်နမသုံးချက်စိတ်ဆိုးတဲ့အခါမှာရှူးရှူးထိုင်းထိုင်းနဲ့စိတ်ဆိုးလွယ်သလောက်စိတ်ဆိုးပြေရတာလဲလွယ်တတ်တဲ့အတွက်ကြောင့်လူတွေကကိုယ့်ဘော်ကို ပေါ့ပြက်ပြက်နိုင်လုံးကြတယ်တခါတလေခင်ခင်မင်မင်နဲ့ကိုသွေးရင်သားရင်လိုရော်ရော်နော်နော်လေးပေါင်းပေးခဲ့ပြန်တော့လဲ လူဘောကြီးလို့အထင်ခံရပြန်တယ်။နောက်တစ်ချက်ကဘာလဲဆိုရင်သဘောကောင်းတယ်။တနာလည်းတနာတတ်တယ်။တနာအောင်များပြောလိုက်တယ်ဆိုလို့ရှင်ရင်မျက်ရည်ဝဲလောက်တဲ့အထီးအယုံလွဲပြန်တယ်။အဲ့ဒီအချက်ကြောင့်ပဲလူတွေကကိုယ့်ပေါ်ဆိုရင်မယိုးမသားအမြဲတမ်းကလိန်ကကျစ်လောက်ကြပြန်တယ်။အဲ့ဒီတနာတတ်တဲ့စိတ်နောက်တစ်ခုကတော့ကိုကလောကဓာတ်အနေနဲ့တွေးကြုံခဲ့ရတဲ့အတွက်ကြောင့်ငါလိုပဲနေမှာပဲ။ ကိုကရရှိခဲ့တဲ့ဒုက္ခဒုက္ခတွေတောကတွေဖြစ်ဖူးခဲ့တဲ့အတွက်ကြောင့်ငါတို့ပဲခံစားနေရမှာပဲဆိုတော့ကိုချင်းစာစိတ်ထားပြီးတော့ကိုညီဆောင်းလျှောက်ပေးလိုက်တဲ့အခါကိုကိုခြံနေသွားကြပြန်တယ်နောက်ဆုံးတစ်ချက်ကတော့စိတ်ကောင်းရှိတာအဲ့ဒီအချက်တွေကြောင့်ပဲလူတွေကကိုပေါ်ဆိုရင်ပေါ်ပြက်ပြက်နဲ့အလေးမထားတော့တာဘာကြောင့်လဲကိုကမားနေတာလားဆိုတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုစီကနေတံမိုးရှိတဲ့အရာတွေကိုသူတို့က အလကားရနေတော့တန်ဖိုးမရှိဘူးလို့ထင်တာအဲ့ဒီလူတွေရှိမှလဲဘယ်တော့မှအစင်တန်းမြင့်တဲ့စိတ်ဆိုတာရှိမှမဟုတ်ပါဘူးတခါတလေကြတော့လဲငါတလောက်စိတ်ကောင်းရှိတာတော့ငါ့ပေါ်မကောင်းကြဘူးဆိုပြီးတော့ဒီကိုချင်းစာစိတ်တွေဒီစိတ်ကောင်းနှလုံးကောင်းတွေကိုတော့မှညောင်းတဲ့ကိုလွန့်ပစ်ချင်တော့တဲ့အတွေးမျိုးတွေကိုတွေးမိဘူးပြန်လဲဒါပေမဲ့မြတ်စွာဘုရားရဲ့တရားတော်နဲ့တွေ့ကြည့်လိုက်တဲ့အခါကျတော့လဲဒီလူကိုကိုက တံမိုးထားပေးလိုက်လို့ဒီလူစီကနေကိုယ့်ကိုတံမိုးထားမှုပြန်ရခြင်းမရမှာတခြားအရာကနေပြန်လာလိမ့်မယ်ဒီလူကိုမေတ္တာပေးလို့လေဒီလူစီကနေမေတ္တာပြန်ရလိမ့်မယ်လို့မြတ်စွာဘုရားကမပြောထားဘူးတခြားနေရာကနေပြီးတော့မေတ္တာတွေပြန်လာလိမ့်မယ်ကိုယ့်မေတ္တာတွေကဖြူစင်နေပါစေလို့ပဲပြောခဲ့တာဒါကြောင့်မို့ကိုမျော်လင့်ထားတဲ့အတိုင်းနေဖြစ်မလာတဲ့အခါငါကောင်းတယ်လို့ကောင်းမှာပဲငါပေးဆက်တယ်လို့ပေးဆက်မှာပဲငါတံမိုးထားတယ်လို့ငါပေါ်တံမိုးထားမှာပဲလို့ကိုမျော်လင့်ခဲ့တဲ့အတိုင်းနေ ပြန်မရတဲ့အခါမျိုးတွေမှာဘသူ့ဘုံမှမမုန်းလိုက်ပါနဲ့တကယ်တမ်းအပြစ်တင်ရမှာကကိုကိုကိုအပြစ်တင်ရမှာပါဘာကြောင့်လဲလို့မေးရင်ကိုကမျော်လင့်ခဲ့မိတာကို